လိုင်းတရားမှာဖြစ်သွားတဲ့ ND ဟီကိုဒီနေ့မင်းတို့သွားခဲ့ပါတယ်အဲ့ ND နဲ့အရင်မတွေ့ခင်မင်းတို့ရက်ွက်ထဲမှာလိုက်ပြီးစုံစမ်းပါတယ်တယောက်တည်းရဲ့ဇကားကိုနားထောင်တာမျိုးမဟုတ်ဘဲနဲ့မင်းတို့ scary gate တွေမှာကိုရက်ွက်ထဲမှာရောအဲ့လိုမျိုးပေါ့နော်လိုက်မီစုံစမ်းပြီးရောမှတိတိချာချာလေးမင်းမင်းသိလာတာလေးကိုပြောပြပါမယ်မင်းမင်းလည်းရက်ွက်ထဲကနေပြီးရောပြန်ကြားလာခဲ့ရတာပါရှင် ND ရဲ့နာမည်ကတော့ဒေါ်ရခိုင်မပါရက်ွက်ထဲမှာလည်းသူ့ကိုဒေါ်ရခိုင်မလို့ပဲခေါ်ပါတယ် ND ကအရင်တော့ပတ်စံရှိရဲတဲ့ပြောရမယ်ဆိုရင်တော့အထယ်ကြီးပြပတ်စံရှိနော်လေသူကအပ ေးကန်းရရော်တဲ့ခလေးလဲချစ်တတ်တဲ့ view ထဲမှာပါတဲ့ခလေးဟိုမှာမဟုတ်ဘဲနဲ့သူကရက်ွက်ထဲမှာရှိရခလေးတိုင်းအောင်ထိမ့်မိတယ်တဲ့ view ထဲမှာပါတဲ့ခလေးလေးကလည်း INDE နဲ့ဘာမှတော်စမှုမရှိဘူးတဲ့ရက်ွက်ထဲကခလေးပဲသူအဲ့ခလေးလေးကိုလည်းနှစ်လသားအရွယ်တဲကသူကထိမ့်မိတာတဲ့ရက်ွက်ထဲကပြောကြတာပေါ့နော်အဲ့ခလေးလေးရဲ့အဖေအမေတွေအလုတ်သွားတယ်အပြင်သွားတယ်ဆိုရင်အဲ့အန်နီရှိမှာပဲခလေးကိုထားခဲ့တာအဲ့ခလေးကိုအဲ့အန်နီကကြည့်ပေးတယ်ကြည့်ပေးတယ်ရေမိုးချိုးပေးတယ်ထိမ့်မိတယ်ပေါ့နော်အဲ့လားရက်ွက်ထဲကနေရောမမင်းတို့ပြောပြတာ ပေါ့ခလေးလေးကိုပေါ့နော်ဘန်းပြပြီးတော့သူအဲ့လိုမျိုး live live လှုပ်ရှားနေရလဲရက်ကွက်ထဲကမဟုတ်ပါဘူးတဲ့ဒီခလေးကိုမှထိမ့်ပေးရမျိုးမဟုတ်ဘဲနဲ့တခြားခလေးတွေကိုလည်းသူကခလေးချစ်တတ်တာဖြစ်တဲ့အတွက်ထိမ့်ပေးပါတယ်ဗီဒီယိုထဲမှာပါတဲ့ခလေးကိုတော့ပို့ပြီးတော့ထိမ့်ပေးပြပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ခလေးလေးကအဲ့အန်နီရဲ့သားဆုံးသွားတဲ့သားဝင်စားရလို့အဲ့အန်နီကြီးကထင်ထင်တာဖြစ်တဲ့အတွက်အဲ့ခလေးကိုသူကပို့ပြီးတော့ချစ်ပြီးတော့ပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပေါ့နော်အဲ့ခလေးကအခုဗီဒီယိုထဲမှာပါတယ်ပေါ့နော်အရိုက်ခံရတဲ့အတီရဲ့ဆုံးသွားတဲ့သားဝင် င်စားရလို့လဲရက်ွက်ထဲကလူတွေကမင်းမင်းတို့ကိုပြောကြပါတယ်အလှကြောင်မို့လဲလဲအဲ့အနီရအဲ့ကလေးကိုပို့ပြီးတော့ထိမ့်ပေးဖြစ်တယ်ပို့ပြီးတော့ဘောနော်သူ့နာမှာခေါ်တာဖြစ်ပါတယ်နေရကလေးရဲ့မိဘအရင်းနေရဲ့အင်တာဗျူးတွေပါလဲမင်းမင်းတို့ကကြီးလိုက်တာဆိုတော့မင်းမင်းတို့သွားဖို့အတွက်ကိုဇဝေဇဝါဖြစ်သွားတာတော့အမှန်ပါအလှကြောင်မို့လို့မင်းမင်းရဲ့မင်းမင်းအမျိုးသားရဲ့အရင်ဆုံးအဲ့ရက်ွက်ထဲကိုသွားမယ်အရင်ဆုံးအကြောင်းဆုံးမေးကြည့်မယ်မေးကြည့်လို့မှရက်ွက်ထဲကစကားကိုအရင်ဆုံးနားထောင်မယ်လို့မင်းမင်းတို့ကဆုံးဖြတ်ချက်ချပြီးတော့အဲ့အန်တီနဲ့အရင်မတွေ့ခင်ရက်ွက်ထဲမှာရှိတဲ့ကယ်ရီက ဂိတ်တည်းအဲ့နားမှာရှိရဲ့လူတွေကိုမင်းတို့အရင်ဆုံးမေးပါတယ်အားလုံးဖြေတဲ့အဖြေကလည်းဒီအဖြေတစ်ခုပဲထွက်ပါတယ်ရှင်ဗီဒီယိုထဲမှာလည်းမြင်ပါပါအဲ့ကလေးကိုအဲ့အန်ဒီဘယ်လောက်ထိတန်ရောစင်ရှိလဲမရှိဘူးလဲဆိုတာဟိုဘက်ကရိုင်းနှက်တဲ့အမားကနေပြီးတော့ကလေးကိုခေါ်သွားလိုက်တတိုက်မှာကြိုးတုပ်လိုက်လို့ပြောလိုက်တဲ့ချိန်မှာကျမကလေးကိုမလုပ်ပါနဲ့ကျမကိုပဲလုပ်ပါဆိုပြီးတော့သူ့ရင်ခွင်ထဲမှာထည့်ပြီးတော့ပြောနေအောင်အမားတို့ဗီဒီယိုထဲဗီဒီယိုကိုကြည့်ရလူတွေဆိုမြင်ပါလိမ့်မယ်တတိုက်မှာကြိုးနဲ့တုပ်ထားတဲ့အချိန်မှာဆိုလဲအဲ့တိုင်းပဲကလေးကအဲ့အန်ဒီရဲ့ရင်ခွင်ထဲမှာ ာပဲရှိနေရပါဒါကတော့မင်းမင်းတို့ဗီဒီယိုထဲမှာမြင်တွေ့ရတာကိုမင်းမင်းတို့ပြောပြတာပါအချို့ကလည်းမင်းမင်းတို့အပေးအမြောင်လုပ်တယ်မင်းမင်းတို့ကအပေးအမြောင်လုပ်တာမဟုတ်ဘူးဒီ NDA မှာအပြစ်ရှိရဆိုတာမှန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူများပစ္စည်းကိုအခုလိုမျိုးယူတာဖြစ်တဲ့အတွက်အပြစ်ရှိပါတယ်ဒါပေမဲ့မင်းမင်းတို့လည်းအထယ်ဆိုင်ဖွင့်လာတာဖြစ်တဲ့အတွက်အဲ့လိုမျိုးသာလုပ်ခဲ့မယ်ဆိုရင်အရင်ဆုံးအမအမယူနေရညီမတို့သိရနော်အမရှိတစ်ခေါက်ကလည်းလာယူရတယ်အခုလည်းထပ်လာယူတယ်ညီမတို့သိရနော်နောက်တစ်ခါထပ်လာလုံမယ်ဆိုရင်အမအောင်ညီမတို့ရဲလက်ထဲအပ်မယ်အရ င်ဆုံးအဲ့လိုပဲပြောမိမှာအခုလိုမျိုးကြီးရိုက်နှက်မှာတော့မဟုတ်တာအာမခံပါတယ်ရှင်နောက်ဆုံးအဆင့်ကိုပစ္စည်းကိုယူနေရမို့လို့ဒေါသထွက်ရင်တော့ပြီးရောရိုက်ပြီးဒီအမတော့ညီမတို့ဆိုင်မှာလာပြီးပစ္စည်းတွေရောအခုလိုမျိုးတွေလုံနေပါတယ်ဆိုင်သမားတွေတိရအောင်လို့အတွက်တင်မေးရပါဆိုပြီးရောပဲတင်မှာပါအခုလိုမျိုးကိုထီးလက်ရောက်စပင်ကိုဆွဲပါကိုရိုက်ပေါင်နေနေအဲ့လိုမျိုးတွေဓာတ်တိုင်တွေမှာကြိုးတုပ်တွေရောမမင်းတို့လုံမှာမဟုတ်နောက်ဆုံးအဆင့်ရဲလက်ထဲကိုခေါ်ပြီးရောအပ်လိုက်ပါမယ်တာဝန်ရှိရဲ့လူတွေကသူ့အလုပ်ကိုသူလုပ်သွားပါလိမ့်မယ်ရှင်အခုလိုမျိုးဘီ ီဒီယိုကြီးရိုက်ပြီးတော့ line ပေါ်မှာခလေးတဲပါတာဖြစ်တဲ့အတွက်ပို့ဆိုးပါတယ်ခလေးကိုကအစဓာတ်တိုင်မှာကျိုးတုတ်ထားတာပါအရင်ဆုံးခလေးတယောက်တည်းကိုဓာတ်တိုင်မှာခေါ်ပြီးတော့ကျိုးသွားတုတ်လို့ video file ထဲမှာပါပါတယ်ဒါပေမဲ့ NDE ကနေပြီးတော့ကျမခလေးကိုမလုတ်ပါနဲ့ကျမကိုပဲလုတ်ပါဆိုပြီးတော့ video file ထဲမှာပြောနေတာတွေ့ရတဲ့အတွက်မိမင်းတို့ကတနာတာခလေးကိုလည်းတနာတယ်အခုလိုမျိုးရိုက်နှက်နေအောင်လဲလူသားချင်းစာနာတာပါရှင်မိမင်းတို့အပေးအမြောက်လုတ်နေတာမဟုတ်ပါဘူးမိမင်းတို့ရှိမှအဲ့လိုမျိုးလာလုတ်ခဲ့ရင်လဲမိမင်းတို့ကပထမအဆင့်တတိ ပေးမယ်ဒုတိယအဆင့်တတိဘလို့မှပေးလို့မရဘူးဆိုရင်ရဲခေါ်ပြီးရဲလက်ထဲကိုအပ်လိုက်ပါပါ အလားမို့လို့လဲမင်းမင်းတို့ဘသူရှိကားမှာအလှလုံးဝလုံးဝမခံပါဘူးရှင်အခုလာလှရဲ့ပတ်စံဒီလဲမင်းမင်းရဲ့ချွေးနဲ့သာလဲရှာထားရဲ့ပတ်စံမင်းမင်းရှိမှာအထယ်ဝယ်ကြတဲ့ customer ရဲ့အလှပါဘာဖြစ်လို့လဲဆိုတော့မင်းမင်းဘသူရှိကားမှာအလှမခံဘူးမင်းမင်းစိတ်ထဲမှာစိတ်မကောင်းဘူးခလေးကိုလဲတနာရဲ့ DNA ကိုလဲအခုလိုရိုက်နှက်တာတနာတာဖြစ်တဲ့အတွက်မင်းမင်းရှာထားရဲ့ပတ်စံတွေကနေပဲမင်းမင်းငါးသိန်းချက်ကိုလာလှတာပါရှင်အကွက်ထဲကိုရောက်ရောက်ချင်းလဲမင်းမင်းအဲ့အနေရှိကိုတန်းသွားတာမဟုတ်ပါဘူးမင်းမင်းအဲ့ဖုန်းကြီးเจ้าနာ တယ်ပြီးရင်ဆိုင်ကယ်ကယ်ရီဂိတ်ပြဲအဲ့လိုမျိုး live ပြီးတော့စုံစမ်းပြီးမှလှူတာပါဒီပတ်စံဒီဘသူဘယ်ဝါရှိရမှာအလှခံထားခြင်းမဟုတ်ပါမမေးရဲ့ချွေးနှဲစာနဲ့ရှာထားတဲ့ပတ်စံကိုမမေးလှူခြင်းဖြစ်ပါရဲ့ရှင်အပိအမြောက်လောက်တာလည်းမဟုတ်ပါဘူးလူတိုင်းမှာအကျိုးနဲ့အကြောင်းရယ်ဆိုတာရှိပါတယ်တချို့ကြတော့လေခြေလက်တွေအကောင်းကြီးနဲ့လုံမစားဘဲနဲ့သူများတကပတ်စံကိုအလကားအချိုချောင်လိုခြင်းတဲ့လူကလည်းတသက်ရှိပါတယ်ဒီအနီးကြီးမှာအကျိုးရှိရလို့လည်းရက်ွက်ကပြောပါတယ်အဲ့လာကြောင့်မို့လို့သူလုံမ မီးလောက်ရာလုံလိုက်တာလို့လည်းရက်ွက်ထဲကပြောပါတယ်ရှင်။ DNA ရဲ့စိတ်နေစိတ်ထားကိုဒီရက်ွက်ထဲမှာတတော်များများကအဲ့ DNA ဘက်ကနေပြီးတော့အာမခံမိကြရဲ့လို့တတော်များပါတယ်ရှင်။ကျမရဲ့စကားအပေါ်ဟုတ်မဟုတ်သိချင်ရင်ကိုမရဲ့ရက်ွက်ထဲမှာသွားပြီးတော့စုံစမ်းလို့ရပါတယ်။ကြိုက်တဲ့နေရာအဲ့ရဲ့ဖုံးကြီးချောင်းကနေပြီးတော့တက်တဲ့ကြီးဝင်သွားပြီးအဲ့တိုင်းလျှောက်ကိုအမတို့ကြိုက်တဲ့အိမ်ကိုကြိုက်တယ်လို့သွားပြီးတော့မေးမြန်းလို့ရပါတယ်ရှင်။ရက်ွက်ထဲမှာသွားစုံစမ်းမယ်ဆိုရင်ဒီထက်ပိုပြီးအကြောင်းစုံကိုသိရပါလိမ့်မယ်ရှင်။မင်းမင်းပြောနေတာအပေါ်ရဲ့ဟုတ် ုတ်မဟုတ်ဆိုတာပေါ့နော်ဒါမင်းလဲအင်တာဗျူးတွေ့ပြီးရဲ့အချိန်မှာသွားဖို့တော့ကိုအရန်ဝေခွဲမရဖြစ်သွားပါတယ်ဒါပေမဲ့သွားကြည့်လိုက်မယ်အကြောင်းစုံလေးသိချင်တာမလို့ဒါမင်းသွားပြီးတော့ရက်ွက်ထဲမှာတိတိကျကျမေးခဲ့တာပါတယောက်တည်းကိုမေးခဲ့တဲ့စကားမဟုတ်ပါအများကိုမေးမေးမေးခဲ့တာပါရှင်မင်းညကလည်းရဲစခန်းမှာဒီရက်နေ့တညာအိတ်လိုက်ရပါတယ်လို့ရက်ွက်ထဲကနေမင်းတို့သိရတယ်ပြီးတော့ပေါ့နော်ဟိုရိုင်းနှက်တဲ့အမားကလည်းတောင်းမှန်မှာတောင်းမှန်နေပေါ့နော်သူလောက်တာလွန်သွားတယ်သူနောက်အလိုမလောက်တော့ပါဘူးဆိုပြီးတော့တောင်းမှန်နေလို့လည်းမင်းတို့ရက်ွက်ထဲကနေ တဆင့်ကြားရပါတယ် မိမိဒီလိုလှူခြင်းဒီအားပေးအားမြောက်လှုပ်ခြင်းလုံးဝမဟုတ်ပါမိမိလူသားချင်းစာနာရရဲ့ပြီးတော့ဗီဒီယိုထဲမှာပါတဲ့ခလေးခလေးကိုတနာရရဲ့ကြောင့်မိမိတို့ပေါ့နော်ဒီအနည်းရဲ့လိပ်စာကိုလိုင်းပေါ်မှာမေးတယ်မေးပြီးတော့ကိုနိုင်တဲ့ပတ်လေးရနေပြီးတော့ကုညီပေးရပါရှင်အားပေးအားမြောက်လှုပ်တာလည်းမဟုတ်ပါဘူးဒီအနည်းမှာအပြစ်ရှိရင်သူလဲသူ့ရဲ့အပြစ်ကိုသူခံရမှာပါဒါဗိမဲ့အခုလိုမျိုးရိုင်းနှံနှိမ့်ဆက်တာမျိုးတော့မမင်းတို့ဘလို့မှမကြည့်ရပါဘူးရှင်ပြီးတော့ခလေးပါပါတယ်ခလေးကိုနေပူတဲ့ ဲတက်တိုင်ထဲမှာကြိုးတုပ်တာတွေအဲ့လိုမျိုးတွေလောက်တာမြင်တဲ့အချိန်မှာမင်းတို့တော်တော်လေးစိတ်မှာခံစားရပါတယ်မြန်မာလူမျိုးတွေရဲ့အချင်းအားကိုယ့်ရဲ့မျက်စိအရှိမှာကြက်ကလေးငှက်ကလေးကို လုံနေရင်တော့စိတ်မကောင်းဖြစ်တာကွယ်ဒီလိုမျိုးကလေးနဲ့အိုကြီးအိုမတယောက်ကိုခုလိုမျိုးရိုင်းနှက်နေရဖြစ်တဲ့အတွက်မင်းတို့စိတ်ထဲမှာတော်တော်လေးခံစားရပါတယ်ရှင်အဲ့လာကြောင့်မို့လဲမင်းတို့နိုင်တဲ့ဘက်ကနေပြီးတော့ရက်ွက်ထဲမှာတည်တည်ချာချာလေးစုံစမ်းမေးမြန်းမိမှမင်းလှူခဲ့ခြင်းဖြစ်ပါတယ်လှူတဲ့ပတ်စံဒီမင်းမင်းပတ်စံမှာ